တက်မတော်သားတွေကိုခမားတို့စစ်ခွေးတယ်စစ်ခွေးလို့ခမားတို့အကြိမ်ကြိမ်ခေါ်ခဲ့တယ်အခုခမားတို့ခေါ်ခဲ့တဲ့စစ်ခွေးစစ်ခွေးတွေရပါပဲလူမှုကူကြီးကူညီရေးအလုပ်တွေကိုဗစ်ဆိုလဲသူတို့လုပ်ရတယ်ရေဘေးဆိုလဲလုပ်ရတယ်ဒီလိုမတည်သေးမတည်ထိုက်ပဲနဲ့တည်ကြရမယ်ဖြစ်ပြတ်တယ်မဆုံးချုံးတဲ့မဆုံးချုံးတိုက်ပဲနဲ့ဆုံးရှုံးနေရတဲ့အဖြစ်ပြတ်တယ်ဒါမှမရှိဘူးကျင်မဒါမှရောချမှာအဲ့တော့ဗျာအားလုံးညီညီတို့ဒီကောင်တိုက်ဒီကောင်ပြုတ်မှာကျွန်တော်တို့ကောင်းမွန်တဲ့အနာဂတ်ဖန်တီးလို့ရပါမယ် Hello Charlie မြို့ပြည်သူညကိုမောင်မောင်များအလုံးမဲမင်္ဂလာပါ Newsbit Channel ကနေပြန်မချုပ်ဆိုလိုက်ပါတယ်2025ခုနှစ် March လ30ရက်နေ့ Super Sunday မနေ့ပိုင်းမှာကျွန်တော်နောက်ဆုံးရရှိထားတဲ့တော်လန်သတင်းတွေနဲ့ကျွန်တော်တို့မြို့ပြည်သူတွေအခုကြုံနေရတဲ့ပေါ့နော်နောက်ဆက်တွဲဒီငလျင်နဲ့ပတ်သက်ပြီးတော့မှအထူးသတင်းတွေကိုတင်ဆက်ပေးမှာမလို့ဗီဒီယိုကိုစာဆုံးကြည့်ရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ခါတိုင်းလိုပဲပေါ့နော်ဗီဒီယိုတွေမကြည့်ခင်မှာအယုံဆုံးနေတဲ့သတင်းတိုလေးတွေကြည့်လိုက်ရအောင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကနေပြီးတော့မှထုတ်ဆက်တွေနှစ်ပတ်ကြာရပ်တန့်ပြီးတော့မှ လုံချုံရဲ့အမခန့်ချက်ရှိတယ်ဆိုရင်စီရီယံဝန်ထမ်းတွေနဲ့တူငလင်ပေးတင်ပြီးသူတွေအတွက်အရေးပေါ်ကဲဆင်းတဲ့ကုသရေးတွေဆောင်ရွက်သွားမယ်ဆိုပြီးတော့ထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒါပြင်ငလင်တန်းကြောင့်ပြိုကျပစ္စည်းနေတဲ့အင်အားဆော့ဦးနဲ့လုပ်ငန်းခွင်တွေမှာပိတ်မိနေတဲ့ပြီးသူတွေကိုအရေးပေါ်ကဲဆဲလုပ်ငန်းတွေမှာဆောင်ရွက်နိုင်ဖို့အတွက်ငလင်ပေးတင်တဲ့ဒေသတွေမှာအမျိုးသားညီညွတ်ရေးဆရာကောက်ဝေးဝန်ကြီးဌာနပြီးသူကောက်ဝေးတက်မတော်အနေနဲ့မိမိကိုခုခံကောက်ဝေးစစ်မှတ်တပါထိုးစစ်အားလုံးကို30ရက်3လ2025ရင်းနှီးမှာစတင်ပြီးတော့မှနပတ်ကြရဲနားထားမယ်ဆိုပြီးတော့မှအကြေညာချက်ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်ပေါ့နော်အခုဆိုရင်တော်လန်ထိုးစစ်တွေကိုခေတ္တခဏနပတ်လောက်ကိုရတန့်ထားတာမှကျွန်တော်မြေဝပြည်သူတွေနဲ့တူဒီတဘောဘေးရန်ကိုကြကြခါရင်ဆိုင်ကြော်ဖြတ်ဖို့အခုဆိုရင်စဉ်းစားဆုံးဖြတ်ထားတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ကရင်ပြည်နယ်လေးကကော်တိုက်ပွဲမှာတေဆုံးတဲ့ဆူပရမသတင်းလွန်ပြီးတော့မှနေပြည်တော်အခုညွန်ကြားရေးမှုအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဘိုးမိုးထင်လင်းရဲ့ဇနီးနဲ့တမီးဖြစ်သူတို့မလီနန်ကြောက်တေဆုံးခဲ့တဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ဘိုးမိုးထင်လင်းဆိုဟာဆိုရင်ပတိမျိုးဖြစ်တန်းလန်း အနာဒာဂုံရဲ့တက်စစ်ပိုင်ရှင်ရဲ့တမက်ဖြစ်ပြီးတော့မှလိဂေကော့တိုင်ပွဲမှာတေဆုံးတယ်ဆိုပြီးတော့မှတရင်လွန်ပြီးနေမှာအနာယူနေထိုင်ပြီးမှပြည်တွင်းအခွန်ဦးစီးဌာနဘက်ကိုအသွင်ပြောင်းရွှေ့သွားတယ်လို့သိရတာဖြစ်ပါတယ်။ပတိမျိုးဖက်တန်းလန်အနန္ဒာဂုံရဲ့တက်စစ်ပိုင်ရှင်ရဲ့တမက်အချမ်းဖက်ဘူမှုထင်းနှင်းစော်ရဲ့မိမယူဇနာကျော်နဲ့တမက်ဖြစ်သူနေပြီးတော့မှတိုက်ပြီးပြီးတော့မှတေဆုံးတယ်လို့သိရတယ်။ယုတ်လောင်းတွေကတော့နေပြီးတော့မှပဲလို့သိရတယ်။ပတိမျိုးကိုခုထိပြန်မတဲ့တေဘူးဆိုပြီးတော့မှဒေတာတွင်တရင်မျိုးကနေပြောဆိုထားတာပါနော်။ဆိုတော့စစ်ခွေးတွေကတော့ဘယ်လိုပဲယုံမှယုံမှ ကျွန်တော်ပီတိုရဲ့ချိန်ဆောင်ဆူတာပမာအခုဆိုရင်တဘောအဘေးနေရာကြားထဲမှာပဲသူတို့နေနေပါတော့မျောစာဖြစ်သွားတာကိုတည်ရတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့တဘောအနေနဲ့ကတော့မလင်းလုံပြီးတော့မှတရက်ကြာရန်ကုန်ဆော့လွေဈေးကွက်မှာဘီလက်မြေဈေးကျပ်6000ကျော်ခုန်တက်သွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်မြို့မှာမလ28နေ့ကအယ်ဖာဘီလက်မြေတရက်ကိုကျပ်18800ကနေပြီးတော့မှမလ29နေ့နေ့ပိုင်းမှာကျပ်14000ဖြစ်သွားတယ်ဆိုပြီးတော့ကျွန်တော်သိရှိရတာဖြစ်ပါတယ်မကြောင်ချက်ချင်းလင်ငင်း6000ခုန်တက်သွားလဲဆိုတာတော့တက်တက်မရိုင်းတာလို့ပြောရမယ် ။တချို့ဆိုင်တွေကတော့မြစ်လက်မြေအယောင်ပိတ်ထားတယ်ဆိုပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။နောက်ပြီးတော့မှဒီနေ့ကျုပ်ဟာဆွန်လက်ဈေးတက်သွားတဲ့ဖျောင်းတိုင်ဈေးတက်တယ်မိပြလို့အိမ်သုံးရက်ဆိုင်တွေမှာလူတွေတန်းကြီးပဲဆိုပြီးတော့မှလိုင်းမျိုးနယ်နေအိမ်ထောင်ရှင်မတူကနေပြီးတော့မှပြောဆိုထားတာပေါ့နော်။ဆိုတော့အခုဆိုရင်ဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေအကြက်ရဲနေတဲ့အချိန်မှာတချို့စီးပွားရေးသမားတွေကလူလဲကြပြပောင်းပါတော့ကျွန်တော်မျိုးဝပြည်သူတွေကိုကိုသွေးဆိုမျက်ထုံးတွေကြတာပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့ပေါ့နော်အောက်တန်းဆာဆေးတာတွေနဲ့ မြောက်နိုင်တို့ရဲ့လို့ရခိုင်ပုံတွေနဲ့တထထဲကြားတယ်ဆိုတာဟုတ်ဆိုရင်တွင်းနေရတာပုံမှန်ဒီလိုမျိုးအုပ်စုတွေကြောင့်ပဲကျွန်တော်တို့ခုချိန်ထိပေါ့နော်တော်လိုင်းမှာမောင်မြင်သေးတာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြားမှာကတော့မြောက်နိုင်တို့အနေနဲ့ပေါ့နော်အခုဆိုရင်ပြည်သူတွေတဘောအပေးနေကြုံနေရတဲ့အချိန်မှာသူတို့အနေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေလုံးဝမရှိဘူးဆိုပြုံးပေါ့နော်နိုင်ငံတကာခွတ်ခေါက်တောင်းစားနေတဲ့အချိန်မှာပြည်သူတွေကိုဘူးကျက်တက်ဖြတ်မှုတွေစက်တိုက်လို့ဆောင်နေလို့ဆရာလူမြတ်ကျော်ကနေပြုံးမတဲ့ကိုပြောထားတာဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်စာကြည့်လိုက်ရအောင်နော်။ မင်းအောင်လိုက်ကစခွက်ခောက်နေရတယ်ဘွာပေါင်900ဘုံကြီးရှိတယ်ပေါင်1000ဘုံကြီးရှိတယ်အစိမ့်ဝေဘုံကြီးရှိတယ်လူတက်လက်တက်အပြုံလိုက်ရှိတယ်ကျေစည်ပစ္စည်းကြတော့မရှိဘူးလေလားဟွန်းမင်းရပါတော့ဒါတော့မနေ့ကဒီချောင်းနောင်ချိုတို့ကိုလေနဲ့ဘုံကျဲဖို့လေရင်ရှိတယ်ယဟယင်းနေနဲ့စက်တနတ်ကြီးပြစ်ဖို့ရှိတယ်ကျေစည်လို့ဖို့ယဟယင်းမရှိဘူးလေလားရန်ရှင်သားစရာကောင်းလား အင်မတန်ရှင်နေရစာကောင်းတဲ့စနစ်ဆိုးကြီးပါတဘာဝဘေးရန်တွေကတော့မြန်မာပြည်တပြည်တည်းမဟုတ်ဘူးထိုင်ဝမ်မှာဆိုရင်ငလင်ပေါက်မြောင်များဆိုတာလုပ်တယ်ဂျပန်မှာဆိုရင်ငလင်ကိုတစ်နှစ်ကိုခဏခဏလုပ်တယ်ဆူလာမီတွေခဏခဏခံရတယ်ဒါပေမဲ့အုတ်ချုပ်သူကောင်းအစိုးရကောင်းတဲ့စနစ်ကောင်းရှိတော့ဒီတော့တော့ကမရောက်ကြရအောင်အမြင်ကျတဲ့လူတွေဒါကိုပြောပြပါ တဘောဘေးရန်ကြီးဆိုတာဘယ်သူမှလုံယူလို့မရဘူးတားယူလည်းမရဘူးဖြစ်လာခဲ့ရင်ကေဇေယံဆောင်ရွက်ရင်အရေးပေါ်မစီမံနဲ့အရေးပေါ်ငွေကြေးဘယ်အစိုးရမှမရှိခဲ့ဘူးဘယ်အစိုးရဆိုတော့အရင်ခေတ်ကိုထားလိုက်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာမရောက်လိုက်ဆိုတဲ့အာနာယူပြီးအစိုးရလုပ်ချင်တဲ့ကောင်လေဘာမှမရှိလေနဲ့ဘုံကျင်းဖို့ဘုံဒီတနတ်တွေတော့ရှိတယ် တဖက်ကတော်လိုင်းကြီးအစိုးရမှာဆိုတဲ့လူတွေထဖြစ်တော့ကမ်ပိန်းလို့အလှခံရတာပါပဲပြည်သူလူထုအတွက်ပြည်သူလူထုအတွက်ပြည်သူလူထုကိုပြည်သူလူထုကိုပြောကြပေမဲ့တကယ်ပြည်သူလူထုတောကတွေဘလဘွားနဲ့ခါစီခံရတဲ့အချိန်ကြတော့ပြည်သူလူထုပဲတူတယောက်တော့မှဘယ်အစိုးရကမှအစင်သစ်လုံထားခဲ့ရှိမနေခဲ့ပြည်သူမှပြည်သူတို့ပြည်သူမှပြည်သူတို့လို့တပ်တွင်တွင်ပြောနေကြတော့ ပြည်သူမှပြည်သူတို့ဆိုရင်အဲ့အစိုးရတွေဘာတောက်တုံးကြပြီးဘာလုပ်ရတော့မှာလဲကွာအဲ့လိုတွေးလို့ရတယ်အဲ့တော့လူဝဲတန်းမှာကိုကမတက်နိုင်ဘူးဖြစ်လာပြီဒါပေမဲ့ဖြစ်လာတဲ့ငလင်ဘေးကြီးမှာငလင်ကြောက်ပြုတ်ပြတ်သွားတဲ့သူခံစားရတဲ့သူအားလုံးတယောက်မကျန်ကိုချင်းစားတယ်ဝမ်းနေတယ်တက်တော့သို့တော့ကွန်တိုရီပြိုကျပြီးကာလီတစည်းလောက်ပြီးအနောက်ကဆယ်စည်းလောက်ရှိတဲ့လူတွေမျိုးတွေကိုတော့ ချလန်ထားခဲ့ပြစေတကယ်မရှိစင်ရသားလွမ်းပဥပမဲ့အိမ်မဲ့ဖြစ်သွားသူတွေကိုကူပေးပါကူပုံကူနီးကဘလို့ကူရမလဲညီပင်ကိုတိုက်ရိုက်သွားကူပါတိုက်ရိုက်လက်ထဲကိုထည့်ပါဘယ်စဲလီစက်တလီဘယ်တကောင်သားဘယ်အစိုးရမင်းများမလုံးလုံးပုံအပ်ပါလိမ့်ဒီမှာဆရာလေးမြတ်ကျော်ပြောတော်တဲ့အရာအောင်ပါတယ်နော်ကျွန်တော်ခုချိန်မှာတော့ပီတိုလိုထုတွေကိုကေဆာရဲ့စစ်ပစ္စည်းတွေမရှိဘူးဆိုပြုံးပါတော့နိုင်ငံတကာကို တွားပြီးတော့မှခောက်တောင်းစားနေတဲ့မျောလိုက်ရဆိုရင်ကျွန်တော်တို့ပြည်သူလူထုတွေကိုကြတော့ဒီလိုမျိုးခက်ခဲဖြစ်နေတဲ့အချိန်မှာပဲပေါ့နော်ဒီစလိရင်တွေနဲ့တွားနေပြီးတော့ down shop ပြစ်ခတ်နေတာကိုတွေ့ရရတာပဲဖြစ်ပါတယ်ဒါကမျောလိုက်နေတဲ့ကျွန်တော်တို့ပြည်သူပြည်သားတွေပေါ်မှာလုံးဝစားနာမှုမရှိဘဲနဲ့ပေါ့နော်အခုဆိုရင်ဆရာစုံမှုပေါင်းများစွာကျွလို့နေတယ်ဆိုတာကဘာကလည်းတည်တည်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေမှာပြည်သူပဲရှိတယ်ဆိုတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ပြည်သူတွေအနေနဲ့အခုလိုမျိုးခက်ခဲနေတဲ့အချိန်မှာအားလုံးဝင်းဝန်းကူညီဖေးမရမယ့်အချိန်ဖြစ်ပြီးတော့မှကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီလိုမျိုး ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်ပြတော့မှမကြာခင်မှာပဲတော်လာအောင်ပွဲစီချိတက်ရတော့မယ့်အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့မွန်ရွာနမခတိုင်းရောပေါ့နော်စစ်ကောင်စီအရာရှိတွေရဲ့ကြီးနိုင်ငံကြီးပုံစံနဲ့သူတို့ဘယ်လိုမျိုးတွေအချင်းပြတ်ချစားနေတယ်ဆိုတာကိုတင်ဆက်ထားတဲ့တဲ့ရင်လေးကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကျွန်တော်ကနမခတိုင်းမှုယုံကအခြားအစဉ်စစ်တီတူဖြစ်ပါတယ်တိုင်းမှုအစဉ်အဆက်6ဆက်လောက်မှီဘူးပါတယ်ခင်ဗျနမခတိုင်းမှုယုံမှာအရင်ကတက်ကြည်စီခင်မောင်မြင့်ထွက်ခွင့်ကြပြီး နောက်တစ်ယောက်ကတက်ကြည်ကြီးစီပြေသိန်းကမိမကိစ္စနဲ့ထောင်ကြပါတယ်။အခုတိုင်းမူယုံစီမင်းဟိန်ဟာငါးလပိုင်း2024ခုနှစ်ကျမှတိုင်းမူယုံကိုအသေးရောက်လာတဲ့ယုံစီဖြစ်ပါတယ်။တက်ကြည်ကြီးမင်းဟိန်ဟာကိုကျင်တရားမကောင်းသောလူတစ်ယောက်ဖြစ်ပါတယ်။လိုင်းထဲမှာအမေဖြစ်သူကိုခေါ်ထားပြီးမင်းကလေးတွေကိုလည်းမယူပဲဖျက်ဆီးတဲ့လူယုံမှတယောက်ဖြစ်ပါတယ်။သူ့ထက်ငယ်တဲ့ရဲဘော်တွေကိုလည်းမတူသလိုဆဲဆိုပြီးရန်စကားပြောတတ်ပါတယ်။ တိုင်းမူယုံကိုသူရောက်ခါကြမှာကျွန်တော်အားဖုံးတခိုးလို့ဆွဆွဲပြီးစစ်ကြောရေးတဲ့ကိုပို့ပြမယ်လို့ချိန်ချောက်အနိုင်ကျင်ပါတယ်တိုင်းမူယုံရောက်တာတော့တပတ်မရှိသေးတဲ့သူတယောက်ကကျွန်တော်၁၀နှစ်လောက်တိုင်းမူယုံမှာနေတဲ့သူကိုအမှားမရှိပဲမနေ့တနေ့ကမှရောက်လာတဲ့သူအနိုင်ကျင်တာကိုမခံနိုင်ခဲ့ပါဘူးသူ့ကိုတိုင်းမူယုံကိုရောက်အောင်ခေါ်တဲ့သူကကိုကျင်တရားမကောင်းတဲ့ရုံးအုပ်တန်းလွင်ဖြစ်ပါတယ်ရုံးအုပ်တန်းလွင်ကကျွန်တော်တို့ကိုရန်တိုက်ပေးခဲ့ခြင်းဖြစ်ကြောင်းနောက်ကြမှသိရပါတယ် ဒုရကံမှုစီရင်တန်းလွင်တဲ့တက်ချက်ကြီးစီမင်းဟင်းတို့ရဲ့ရုံမှမှုကြောင့်ကျွန်တော်လေးစစ်ပြီးဖြစ်ခဲ့ရပါတယ်။ကျွန်တော်ကိုနာမခမှာဆက်မနေနိုင်အောင်ဤမျိုးစုံပေါင်းကြံပြီးရုံမှခဲ့ကြပါတယ်။ဒါကိုအထက်လူကြီးများသိရှိအောင်ပြောပြပါ။ကျွန်တော်ဟာစစ်တပ်16နှစ်အတွင်းမှီနီမရှိခဲ့ပါဘူးလို့ရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေနဲ့အိမ်နောင်တဲ့ရဲမေတွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ တမလို့သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ကြည့်ရင် message box ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ခုဒီမှာကျတော့အားလုံးကြားတဲ့အတိုင်းပဲပေါ့နော်။မုံရနမခတိုင်းယုံကစစ်ကောင်စီရဲ့ရှုထွေဆိုအချင်းချင်းပူတပ်ပြတော့တော့ကြောတာနဲ့ထိုးတဲ့ပေါ့နော်။လူရတွေကိုသူတို့အစင်ဆိုင်လုံးဆောင်ခဲ့တယ်ဆိုတဲ့ကြောင့်ကျတော့သိရတာဖြစ်တယ်။အဲ့လိုပဲတချို့တမိသားစုနေရဆိုရင်လည်းပေါ့နော်။သူတို့အရာရှိတွေရဲ့ဒီနိုင်ငံရဲ့ပုံစံတွေနဲ့ခံရရတာမှတချို့ ဒီစကောင်စီအရာရှိတွေစစ်ခွေးတွေအရဆိုပါတော့တချို့ဒီပြိုသမီးလေးတွေကိုသူတို့ကနေပြမမတရားပြုကျင့်ပြီးတော့မှမပေါင်းမနဲ့နေသွားတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်သူများသားသမီးတွေကိုကျတော့ဖြစ်လို့ဖြစ်စင်းနေအခုဆိုရင်လက်အောင်ငယ်တော်တွေလည်းနိုင်ကျင့်နေကြတဲ့စစ်ခွေးအုပ်စုတွေကိုကျွန်တော်ဘက်ကနေပြမမဖြိုချနိုင်ဘူးဆိုတော့ပေါ့နော်ကျွန်တော်တမ်းပြီးတော့တော်တော်လေးကိုရေးလေးစားကောင်းနေတာပြမကျွန်တော်ပြည်သူတရားလုံးနေနဲ့အခုလိုမျိုး physics နဲ့နဲ့ပေါ့နော်ကြီးစိုးနေကြတဲ့အုပ်စုတွေကိုတခါတည်းအမြင့်ကနေပြမမြေလံရှင်ရမယ်အနေထားတည်းဖြစ်နေတာဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီစခွေးကောင်းဆောင်ပါနော်ခွေးဦးကြီးမြောက်နိုင်ကနေပြီးတော့မှအိန္ဒိယနိုင်ငံကိုဘယ်လိုမျိုးကုညီတောင်းပြီးတော့မှအားချောင်ပြောဆိုထားလဲဆိုတော့တစ်ချက်တော့ကြည့်လိုက်ရအောင်နော်ကျွန်တော်အခုတော့ဒီထပ်မှထုတ်ရှားမှုတော့မရှိတော့ပါဘူးသို့တော်လည်းပဲ follow up လုပ်တဲ့ငလျင်မြန်မာလူကြီးပြောသွားတာနော်လှုပ်ပါတယ်ကျွန်တော်အခုတကယ်ငလျင်အဓိကဘူချက်ထုတ်ခဲ့တဲ့မန်လေးမျိုးကိုကျွန်တော်ရောက်နေပါတယ်အသေးဆုံးနဲ့ဒီလက်ရှိပေါ့1200ယောက်ရှိပါတယ်ဒဏ်ရာရတာလည်း1400လောက်ရှိပါတယ်ပျောက်တဲ့လူတွေတော့ရှိနေပါသေးတယ်အဲ့တိတ်တိတ်ကြားထဲမှာ ပြိနေတဲ့လူတွေပျောက်နေတဲ့လူတွေတော့ကြံပါသေးတယ်ဒါလည်းကျွန်တော်တို့ဆယ်တင်းလုံငါတွေဥစပြီးလုံနေပါတယ်ဒီတွေပုံနိုင်ဖို့ဓာတ်လာတော့များပါတယ်အဖြစ်များဆုံးကတော့ခြေရှိကျွန်တော်ရောက်နေတဲ့နေရာမှာအဖြစ်များဆုံးဖြစ်ပါတယ်ဆိုတော့ရဲ့အခုလိုအားပေးစကားပြောတာရဲ့เนาะကျွန်တော်တည်င်းဌာနတွေမှာလည်းအစရိုးဘက်ကနေပြီးတော့ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေတည်းကျွန်တော်အများကြီးအားရှိပါတယ်ကျွန်တော်တို့ပြန်လဲကယ်ဆယ်လုပ်ငန်းမယ်အခုအဓိကထားပြီးလုပ်နေပါပြီရန်ကုန်နဲ့နေပြည်တော်နေပြည်တော်နဲ့မန္တလေးဆက်သွေးလမ်းကြောင်းတွေလည်း ဟိုပြတ်နေတာရှိပါတယ်။လမ်းမဆက်သေးတွေပြတ်ထွက်တာတွေဟိုကျွန်တော်ဟိုစပြီးလုပ်နေရပါတယ်။ပြောတာတောင်မှဆွေတော်တယ်နော်။မြောင်းလိုင်းတို့ကတော့အခုဆိုရင်ကျွန်တော်တို့အင်းဒီချင်းနိုင်ငံတို့တောင်မှတွန်းနေမြို့မှာခွက်ခေါက်တောင်းစားနေရတာကိုတွေ့ရပဲဖြစ်ပါတယ်။ဒါကိုဘောမတွေရပါနော်။မြောင်းလိုင်းကနေပြတော့မှဒီအရေးချင်းရှိရှိနဲ့တိုင်းပြည်ကိုကာကွယ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုဝါဒဖြန့်နေကြတာဖြစ်ပါမှာဒီလိုမျိုးအရာတွေကြတော့ပါနော်။သူတို့အနေနဲ့လုံးဝကိုမမြင်နိုင်ဘူးဆိုတာကျွန်တော်တို့အခုဆိုရင်ပြောလို့ရနေတာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ပြောပါနော်။မြောင်းလိုင်းရဲ့နေကုန်းချို့ကျောင်းတွေနဲ့မကြခင်မှာမရတော့မှမလို့ပြီးသူတွေဆက်လက်ပြီးတော့မှ ဒီဘေးရန်တွေကိုရင်ဆိုင်အံတူးကြပါဆိုလို့ကျွန်တော်ဒီနေ့ကနေပြောလို့ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမစော်ဘင်းရန်နေပြီးတော့မှအခုလိုမျိုးကျွန်တော်ပြီတူရပေါ့နော်။ဒီငလင်ဘေးရန်တွေတင်တာဘယ်သူကြောင့်ဆိုတာကိုတောင်းနေပြီးတော့မှဆွဆွဲပြောဆိုထားရတယ်တစ်ချက်တော့ကြည့်လိုက်ရအောင်နော်။ခင်ဗျားတို့အခုကြည့်လိုက်လေ။မန္တလေးမှာဘလုံးခွင်းကြီးတဲ့လူနေရာမျိုးနေပူကြီးဗျာ။မန္တလေးမျိုးရဲ့ယာတီဥတုလေခင်ဗျားတို့တနိုင်ငံလုံးသိတယ်။ဟမ်။နေပူကြီးတဲ့မှာလမ်းဘေးမှာစင်းရဲတာချမ်းသာတာအယုတ်လအမျက်မရွေး လူတွေအားလုံးလမ်းပေါ်ကိုရောက်သွားကြပြီအဲ့ဒါဘာဖြစ်လို့လဲခမားတို့ကဘာသာတရားကိုစော်ကားတယ်နံပါတ်1ကိုကိုးွယ်နေတဲ့ဘာသာတရားကိုကိုးွယ်တဲ့ဘာသာတရားထဲမှာဖုံးတော်ကြီးတီတကူဆရာတော်ဘုရားကြီးတို့လို့ပါမချုပ်ဆရာတော်ဘုရားကြီးတို့လို့စော်ကားတယ်ငါနဲ့မတူငါရန်သူဆိုတဲ့ကိုမိဘကိုစော်ကားတယ်ကိုကိုကြောင်းတင်ပေးခဲ့တဲ့ဆရာသမားတွေကိုစော်ကားတယ်ကိုကိုပညာတတ်အောင်ပြုမှုလာတဲ့ဆရာသမားတွေကိုစော်ကားတယ်ကိုရဲ့အသက်အန္တရာယ်ကိုကယ်တင်လိုက်တဲ့ ဆရာဝန်တွေကိုခင်ဗျားတို့စော်ကားခဲ့တယ်ဟမ်ကိုနိုင်ငံကိုတိုင်းတွေကိုကာကွယ်နေတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေဒါပေမဲ့ဒါပါရဲတို့ပြည်သူစစ်တို့ဆိုတာတပ်မတော်သားတွေကိုခင်ဗျားတို့စစ်ခွေးစစ်ခွေးလို့ခင်ဗျားတို့အကြိမ်ကြိမ်ခေါ်ခဲ့တယ်အခုခင်ဗျားတို့ခေါ်ခဲ့တဲ့စစ်ခွေးစစ်ခွေးတွေရပါပဲလူမှုကူကြီးကူညီရေးအလုပ်တွေကိုဗစ်ဆိုလဲသူတို့လုပ်ရတယ်ရေးပေးဆိုလဲလုပ်ရတယ် အကုတ်ကကြီးတော့မှာဘေးနလင်တန်ဘေးဆိုလဲစစ်သားတွေကထိတ်ဆုံးကနေသူတို့အတက်ကိုဗရာဏမှာတကယ်ဆောက်ပေါ့နော်ပြောနေပြောဆောက်တယ်ပြောနေတာဒုက္ခရောက်နေတဲ့အချိန်မှာနေတာတွေစိမ့်တာတွေဝါတာတွေတာတာတွေမရှိဘဲနဲ့သူတို့ရဲ့အတက်တွေကိုပေးဆက်ပြီးတော့ခမားတို့ပြည်သူလူထုတွေကိုကာဝယ်နေခဲ့တယ်ခမားတို့အဲ့လိုလူတွေကိုခေမွန်ကြီးစေပါထဲမှာပါတဲ့လူတွေကိုစော်ကားခဲ့တယ်အခုတော့ခမားတို့ဗာပြစ်လဲမန္တလေးနေပြီးတော့စကမ်းဟမ်အဲ့တော့ဗာပြစ်တယ်ခမားတို့ပါဇက်ကဦးမေအောင်လိုင်းအကြောင်းဟုတ်လား ဦးမေအောင်နိုင်နဲ့ပါဆိုင်အဲ့ဒီငလျင်ဦးမေအောင်နိုင်လှုပ်ခိုင်းလိုက်လှုပ်လို့ရလားဟမ်ဦးမေအောင်နိုင်နေတဲ့နေရာဘာဖြစ်သွားလို့လဲဖြစ်သွားတာပဲလေနေတဲ့နေရာဘာဖြစ်လဲဦးသိန်းဆိုင်နေတဲ့နေရာဘာဖြစ်လဲခမတို့ဒီချိန်ဒီခမတို့ခေါင်းထဲမှာသူများကိုယ်အိမ်ရာချက်တဲ့ဓမင်းကိုစားပြီးတော့မှသူများချီးရခမတို့ခေါင်းထဲမှာရောက်နေတော့ခမတို့ခေါင်းထဲမှာမွေးရပါတိညာပြညာရှိဘူးဒီကောင်ပြောတာလည်းနည်းနည်းလွန်လာပြီเนาะကျွန်တော်ပြည်သူတွေကတော့ခုလိုမျိုး ဝန်ထဲပူဆွေးနေရတဲ့အချိန်မှာသူကနေပြတော့မှထမှန်ပြစ်တင်ဝေဖန်ပြောဆိုနေတာပြတော့မှတော်လိုင်းတပ်ဖွဲ့ဝင်တီတီနေနဲ့ဒီလိုမျိုးအာချောင်နေတဲ့ကောင်အမြန်ရှင်းပြဖို့လိုနေတာဖြစ်တယ်ပေါ့နော်မဟုတ်ဘူးဆိုတော့အဲလိုမျိုးကောင်တွေကနေပြတော့မှပဲကျော်ရပီတို့တွေကိုအမြေစားပြင်လို့ပြတော့မှသူတို့ရိုက်တင်ရထားတဲ့အချိုးကျေးဇူးတွေကိုဆက်တက်နေပေါင်းပြတော့မှအလို့စားမဲ့အုပ်စုတွေဆိုတာကျော်အလုံးတည်တာပဲဖြစ်ပါတယ်ဒီလိုမျိုးကျော်ရပီတို့တွေဝန်ထဲပူဆွေးနေရတဲ့အချိန်မှာဒီလိုမျိုးပေါ်ပန်းလေးဆိုတာပြောနေကြတဲ့ပေါ်မှာအုပ်စုတွေကိုကျော်ရဘကနေပြတော့မှပေါ့နော်အမြင့်ပြတ်ချေမှုဖို့လိုနေတာဖြစ်ပြတော့မှဒီဗီဒီယိုကိုကြည့်ရှုအားပေးနေကြတဲ့မြို့ပပီတို့တွေနဲ့လည်းဒီဇော်ပွင့်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှ ကိုယ့်ရဲ့အမြင်လေးတွေကိုခြားပြီးပေးခဲ့ချဖို့ကျွန်တော်ဒီနေ့ကနေတောင်းဆိုပါရစေ။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့တော်လံပြတော်သားတို့ဖြစ်တဲ့ကိုဘိုဘိုကျော်ကနေပြီးတော့မှမြောက်လိုက်တို့ဆရာနေရှင်စနစ်ကြောင့်ကျွန်တော်တို့ပြည်သူတွေလိုတာထက်ပေါ့နော်ပို့ပြီးတော့မှဆင်းရဲဒုက္ခရောက်နေရတယ်ဆိုတဲ့အကြောင်းကိုတွန်းနေပြီးတော့မှဒီချလေးသုံးသပ်ပြောဆိုသွားတာပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်တို့စစ်ပြုမှချိလိုက်ရအောင်နော်။ဒီပြည်သူလူထုရဲ့အတက်တွေပြည်သူလူ OAC တွေတတ်လုံးရှာထားတဲ့ဟာတွေပြ။ တော်ရောပဲဒီစကိုင်းပြည့်ပြည့်ကျော်ဆိုတာလည်းမသိစရာအကြောင်းလည်းမရှိဘူးဗျာအဲစကိုင်းပြည့်ပြည့်ကျော်ဆိုတာငါလင်းနဲ့ပတ်သက်အမြင့်နဲ့စောက်ကြည့်နေရမနေရတခုကီလိုမီတာ1200လောက်ရှိတယ်ဒီစကိုင်းပြည့်ပြည့်ကျော်ရတကယ့်နာမည်ကြီးဒီကဘာကအစအားလုံးတတ်မှတ်ထားတဲ့ငါလင်းပြောဒါအိုးတော့ဒီထဲမှာတော့ဒီဟာလေးတခုတော့မှဒီကောင်လေးစစ်စစ်ကြာခတ်မှနိုင်မှုကပညာရှင်မရှိတာလားဘာပြောမှလည်းမသိဘူးဘယ်လိုပဲဖြစ်ဖြစ်ပါဒီအချိန်မှာဟိုအရီပြောဒီဟာတွေပြောအော်ကျွန်တော် attention ယူလာမှာတော့ဝါသနာပါဘူး attention ယူတဲ့ကိစ္စ အဲအဲ့အတန်းချင်းယူတဲ့ကိစ္စဆိုမှတတိယတည်းလေဟိုဘာဖြစ်လဲငလင်းနဲ့ပတ်သက်ပြီးပြောင်းတယ်လို့နောက်တလို့နဲ့ like ရဖို့လုပ်နေတဲ့ကောင်လေးအဲကောင်လေးလည်းတည်ချမှတ်တာပါကောင်ကောင်ချူရမယ်စောက်ရည်ထဲမှာစောက်ရမှာပေါက်တဲ့ကောင်လေး social network မှာလုံးနဲ့မကြီးကျင်နေတဲ့ဟာလေအဲကောင်လေးလည်းတတိတာအေးဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီစနစ်ကြီးတက်ဆိုရှည်နေတွေ့ရတော့ကျွန်တော်တို့ပြည်သူတွေခံစားနေရမှာပဲဒါတွေမခံစားကြရင်တော့ဒီစနစ်ကိုတုံးလှန်မှပြင်မယ်အဲ့ဒါကိုလည်းခေါင်းနဲ့ထည့်ကြပါတော့ကျွန်တော်တို့တုံးလှန်ရမယ်မြန်မြန်တုံးလှန်နိုင်နေကောင်းလေးပဲအဲ့လိုမြန်မှုတော့ကျွန်တော်တို့ဘက်ကလူတွေလည်းစီးလုံးကြပါတော့ ညင်းညွတ်ကြပါတော့ NUG လို EO လို PDF တွေအကုန်လုံးစီးရုံးကြီးရောက်ပြီးဒါအောင်မြန်မြန်တွန်းလာနိုင်မှဒီဘဝကကျွတ်တော်မယ်ဒီလိုမတည်သေးမတည်ထိုက်ပဲနဲ့တည်ကြရမယ်အဖြစ်ပြက်တွေမဆုံးချုံတဲ့မဆုံးချုံတိုက်ပဲနဲ့ဆုံးရှုံးနေရတဲ့အဖြစ်ပြက်တွေဒါမှမရှိဘူးဖြစ်မှာဒါမှရော့ချမှာအဲ့တော့ဗျာအားလုံးညင်းညွတ်ဒီကောင်တိုက်ဒီကောင်ပြုတ်မှကျွန်တော်တို့ကောင်းမွန်တဲ့အနာဂတ်ဖန်တီးလို့ရမယ်။ကောင်းမွန်တဲ့နိုင်ငံရဲ့အရေးတစ်ခုဖန်တီးလို့ရမယ်။ ကိုဘိုးဘိုးကျော်ပြောတော့ရရောက်ပါတယ်နော်ကျွန်တော်တို့ခုဆိုရင်မြောက်နိုင်တို့ဒီလိုမျိုး fixed animation စနစ်ကြောင့်ကျွန်တော်ရတင်ထားတဲ့ကုညီမိုးတွေကိုလည်းလုံးဝမရပဲနဲ့ခုဆိုရင်နင်းကောက်ဖက်စီတွေရနေပြတော့မှတောင်းပါပါနော်တို့အနေနဲ့အသေးချာလေးကိုကျွန်တော်ကိုကုညီကက်ဆန်မိုးတွေလုတ်ချင်ပြင်မဲ့မြောက်နိုင်တို့အစုကနေပြတော့မှတာစီပိတ်ပင်မိုးတွေတို့ကိုကျိုးတွက်ပေါ့နော်ရှာသုံးချင်နေလို့ကျွန်တော်တို့ဒီလိုမျိုးကြံ့ကြာနေရတာဖြစ်တယ်တစ်ဖက်ကနေပြတော့မှအဲ့လိုမျိုးလုပ်နေချင်ဖြစ်ပေါ့နော်ကျွန်တော်တို့ကြားထဲမှာပြတူတွေရဲ့အသက်တွေရဆိုရင်မြောက်စွာဆုံရှုံထားတာပုံမှန်မြောက်နိုင်တို့အစုကတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ပြတူတွေဆုံရှုံထားတော့မှ လုံးဝကိုမလို့မျောပဲနဲ့အခုဆိုရင်လေးချောင်းနဲ့ပြုမတော်မှာပို့ပြီးတော့မှတက်ဖြက်ပြနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အာနာရှင်စနစ်ကပေါ့နော်ကျွန်တော်တို့ပြည်သူတွေမော်ဒန်ရေထဲရောက်နေတဲ့အချိန်မှာတော့မှသူတို့တွေလုံးဝလက်မချေပဲနဲ့တဘောတဲ့နွားတွေဆိုတာကျွန်တော်အခုဆိုမြင်နေရတာဖြစ်ပါတယ်ကဲကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့လာမယ့်ရပိုင်းတွေအတွင်းမှာလည်းမြင်းကလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အထူးသတိပြုရမယ့်အကြောင်းတွေကိုကျွန်တော်မိုးစလဘလော့ဂါတို့ဖြစ်ရပါတော့ဦးထီးတင်ရဲ့ဗီဒီယိုလေးကျွန်တော်ဆက်ပြီးတော့မှချစ်လိုက်ရအောင် 罗马人啊，教大肚婆嘛，第烧茶为咩嘞？第二个呢，边谈呢边喊叫么？哎，你教大肚哈，阿莫撇到阿那边去哦。罗马人讲到，三的跟你比啦，怕不嘞？跟你阿边是罗些，利物浦是罗些，教东教卡教克利亚是罗些，阿莫撇到阿边嘛？阿婆妈死了，烧屋里个，比我家大奶奶你家几娃？木嘛阿边是罗些，班告嘛，叫来台下，第二台话喂，都对。 မန္တလေးမှာရှိတဲ့အချို့တိုက်တွေကဆိုလို့ရှိရင်လေအောက်ကတိုက်ကိုခံထားတဲ့ကြောက်သားကြောက်သားအတုံးတွေကသဲလို့အမှုံဖြစ်တော့ပြိုဆင်းတဲ့အနေထားကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲဒါမဲ့ရပ်ပိုင်းအတူတွေတည်းမှာလည်းကျွန်တော်တို့ဆက်လက်ပြီးတော့အဲ့ဒါကိုသတိထားဖို့လိုပါတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့တင်ရရှင်များကနေပြီးတော့တိုင်းတာပြီးတော့နေတာပြီးတော့အန်ရရဲ့ကင်းတဲ့အဆင့်အထိကိုကျွန်တော်တို့စောင့်ပြီးမှတိုက်တာအဆောက်အဦတွေမှာနေထိုင်ဖို့ကျွန်တော်တို့အပြေပေးလိုပါတယ်ထို့အတူပဲ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မြန်မာနိုင်ငံမြေငလင်ကော်မတီကလည်းအင်မတန်ပြင်းထန်တဲ့ငလင်နဲ့ပတ်သက်ပြီးတော့အတိအပြည့်ထုတ်ပြန်ထားပါတယ်။အဲဒါဆိုလို့ရှိရင်အဲဒီလိုမြေသားပြတ်ရွေ့မှုရှည်လျားကျေပြန့်လာတဲ့အတွက်ကြောင့်မလို့ငလင်ကြီးတွေဆက်ဖြစ်နိုင်ပါသေးတယ်။အဲဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အဲဒီအဓိကလူတွေထူထပ်တဲ့မြို့ကြီးတွေဖြစ်တဲ့ရွှေဘုံမန္တလေးနေပြည်တော်ပြင်မနာတောင်ငူပဲခူးရန်ကုန်စတဲ့မြို့တွေနဲ့ အနီးပတ်ဝန်းကျင်တွေကနေထိုင်သူကိုလည်းတတိထားမှာဖြစ်ပါတယ်။မလင်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့အဆောက်အဦတွေတဲမှာဝင်ရောက်နေထိုင်မဲ့ဆိုလို့ရှိရင်တော့အနေရှိတဲ့အနေထားဖြစ်လို့အသုံးပြုနေထိုင်ခြင်းမပြုပါရန်ဤရင်ရအသိဌာနကနေပြီးတော့တတိပေးထားပါတယ်။အဲ့ဒီအဆောက်အဦတွေမှာပြန်နေမဲ့ဆိုလို့ရှိရင် နားလေတက်ကြွတဲ့အင်ဂျင်နီယာတွေရဲ့စနေတကြစစ်ဆေးလေးလာပြီးမှသာကျွန်တော်တို့ပြန်လဲနေထိုင်မှုသင့်ပါတယ်ဒါကြောင့်မလို့ဒီကနေ့ ငလင်းလှုပ်နိုင်တဲ့ဒေသတွေအကုန်လုံးနဲ့လှုပ်ထားတဲ့ဒေသတွေမှာရှိတဲ့မြင်မာတဲ့အဆောက်အဦတွေအာနေရှိတဲ့တိုက်တာနေရာတွေမှာပြန်ပြီးတော့နေထိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နားလဲတက်ကြွနဲ့အင်ဂျင်နီယာများနဲ့စစ်ဆေးပြီးမှနေထိုင်ကြဖို့ကျွန်တော်တို့ဒီနေရာကသတိပေးလို့အခုဒီမှာဆရာထေးတင်ပြောသလိုပဲပေါ့နော်ကျွန်တော်အနေနဲ့လာမယ့်ရပိုင်းတွင်းမှာလည်းငလင်းတွေစစ်တိုက်လုခတ်မှုတွေဖြစ်လာနိုင်တော့မို့လို့ကျွန်တော်တို့မြို့ပပြည်သူတွေတိုက်တာဆုံးနေထိုင်မှာပေါ့နော်ဆလစ်နေထိုင်ခြင်းမပြုတ်ဘဲနဲ့ မေကင်းရလုံချွေရကိုရွှေပြောင်းတင်တယ်ဆိုတဲ့ကြောင်းတော့နေပြီးတော့မှချန်ပီပြောဆိုရတာဖြစ်ပါတယ်။တစ်ဖက်ကနေပြီးတော့မှကျွန်တော်အထူးတရီပြုရမယ်ပေါ့နော်။မြို့တွေကိုတူရနေပြီးတော့မှပြောပြတွားတာဖြစ်ပြီးတော့မှအဲ့ဒီမြို့ဝင်နေထိုင်သူတွေအနေနဲ့ကျွန်တော်အခုချိန်ခရဲကပြင်ဆင်နေတာပြင်ဆင်ပြီးတော့မှပေါ့နော်။ကိုလိုမဲ့ထင်တဲ့အရာတွေကိုလည်းခုခရဲကဆောင်ဖို့လုံနေတာပဲဖြစ်ပါတယ်။မဟုတ်ဘူးဆိုတော့ကျွန်တော်လည်းကျင်းတဲ့ချက်ထဲရောက်တဲ့ချိန်ကြမှာပေါ့နော်။ဒုက္ခလာလာတွေ့ရမယ့်အချိန်တွေတရက်ဖြစ်ပြီးတော့မှကျွန်တော်တို့မှကျွန်တော်တို့ပဲရှိတယ်ဆိုတဲ့အတိုင်းအခုဆိုမျောလင်တို့ကနေပြီးတော့မှလည်းပေါ့နော်။ လူမျိုးရေးဆက်ဆက်နဲ့လုတ်ပြနေတာမဟုတ်လို့အခုလိုမျိုးသဘောပါဘေးအန္တရာယ်ကိုပြည်သူအားလုံးဝိုင်းဝန်းညီညာစုပေါင်းအားနဲ့ကြော်ဖြတ်ကြပါဆိုလို့ပြောရင်လည်းကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများအားလုံးထူးခြေဆုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှဘေးအန္တရာယ်အားလုံးကနေကင်းဝေးပြီးတာရဲချမ်းတဲ့နေ့လေးပတ်စဉ်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်။